စိတ်ဓာတ်မြင်အထက်ကိုတလူလူတက်တဲ့စိတ်ဓာတ်ရှိတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားရှိမှလူလို့ဖြစ်တယ်။သို့သောလူတွေထဲမှာလူစိတ်ဓာတ်ကင်းမဲ့ပြီးတော့တတိဆန်နေရဲ့သဘောဝမျိုးတွေကိုလည်းလူတွေရဲ့အထက်မှာသွားတွေ့နေရတယ်ပေါ့နော်။ဒူးဒူးနိုင်ကျင့်နေဆိုတာတတိဆန်နေရဲ့သဘောဝတစ်ခု။ အဲ့ဒီတိရစ္ဆာန်ရဲ့တဘာဝတစ်ခုဟာလူသားတွေထဲမှာလည်းလာပြီးတော့တွေ့နေတာတွေ့နေရတော့တကယ်လူသားစစ်မှန်ပြီးတော့လူစိတ်တတ်အပြည့်အဝရှိတယ် human dignity ခေါ်တဲ့လူခွန်သိက္ခာအပြည့်အဝရှိပြီဆိုလို့ရှိရင်အနိုင်ကျင့်ခြင်းဆိုတာမရှိတော့လောကလူသားတွေဟာအားရှိအားမဲ့အားရှိတဲ့ပုဂ္ဂိုလ်ဟာအားမဲ့တဲ့ပုဂ္ဂိုလ်ကိုနိုင်ကျင့်ကြတယ် ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်နိုင်ချင်းတယ်။ပညာတတ်တဲ့ပုဂ္ဂိုလ်ကမတတ်တဲ့ပုဂ္ဂိုလ်နိုင်ချင်းတယ်။အသက်ကြီးတဲ့ပုဂ္ဂိုလ်ကအသက်ငယ်တဲ့ပုဂ္ဂိုလ်လေးတွေကိုနိုင်ချင်းတယ်လို့ဆိုတယ်။လူလောကမှာမမြတ်တာတဲ့လောရတရားလူစိတ်ကင်းကွာနေတဲ့အခါမှာဖြစ်ပေါ်လာတတ်တယ်။အဲ့ဒါကိုစာပေကျမ်းကမှာလူစိတ်ကင်းပြီးတော့အနိုင်ချင်းတယ်ဆိုတာ ဘယ်လိုဟာမျိုးဘာကြောင့်အနိုင်ကျင့်မှုဖြစ်တယ်လဲလို့ဆိုလူတွေစိတ်နေသဘောထားတွေဟာရှမယံခာအမြေဒေါသရှင်ထဲမှာထားကြတဲ့အခါမှာကက်ခလောကျန်းနေစိတ်ကျန်းနေစိတ်တက်အနေအချင်းသူတို့ဘာကိုနှိမ့်ဆက်ခြင်းနဲ့အနိုင်ယူခြင်းနဲ့တစ်ဖက်သားအပေါ်မှာအနိုင်ကျင့်နေတဲ့ဆိုတဲ့သဘောတွေဖရုတော့ တစ်ဖက်သားကိုဒုက္ခရောက်အောင်လှုပ်ခြင်းနဲ့ပရံဥသေတိဒါဟေတိတိဖရုသောဆိုတစ်ဖက်သားကိုစိတ်ဆင်းရအောင်လှုပ်ခြင်းနဲ့လူစိတ်တယ်။တဟတိကောဆိုတဲ့စကားလုံးကအနိုင်ကျင့်တယ်။လူတွေမှာအဲ့ဒီအနိုင်ကျင့်တယ်ဆိုရင်လောက်ရက်တွေဟာလူလောကမှာလည်းတွေ့နေရတယ်ပေါ့နော်။အဲ့ဒီတွေ့နေတာလူတွေရဲ့ဇယိုက်လက္ခဏာတွေဟာဘာကြောင့်ဖြစ်ပေါ်နေသလဲဆိုတာ အဲ့ဒါတွေဟာဖြစ်တင်သလားစဉ်းစားကြတန်လေးခတ်တုတ်တံမှာမြတ်စွာဘုရားကနှလုံးသွင်းမှုပြောတာနှလုံးသွင်းမှုထဲမှာချင်းစင်တစ်ခုနေကိုကိုကိုပြင်ဆင်ကြရမယ်အနေထားတစ်ခုပေါ့ငါမှာအနိုင်ချင်းကျင်တဲ့စိတ်တက်ကြမ်းတမ်းတဲ့စိတ်တက်ငါမှာရှိသလားရှိလို့ရှိရင်ဒီစိတ်တက်မျိုး အပြင်ရမယ်အတ္တတမပဏိတိမေ